အားလုံးမင်္ဂလာပါရှင်အခုရာသီကတော့ဒွေရင်သီးလှန်လှန်ပေါ်တဲ့အချိန်ဖြစ်တာမို့ရန်ကုန်မြို့ရဲ့အကြီးဆုံးဈေးတွေထဲကတစ်ခုဖြစ်တဲ့သီရိမင်္ဂလာဈေးမှာလက်တလောဒွေရင်သီးဈေးတွေဘလောက်ရှိပြီလဲဆိုတော့ကိုဒွေရင်သီးကြိုက်တဲ့သူတွေအတွက်တင်ဆက်ပြသွားပါမယ်ဒီနေ့တည်းမှာပဲဒွင်းသီးတွေစပေါ်ခါတော့ငါဒီသေးရမင်္ဂလာဈေးမှာပဲရက်ကူကြီးတစ်ခေါက်လုတ်ခဲ့မှုပါတယ်။အဲ့ဒီတော့ကတော့စပေါ်စဆိုတော့ဈေးတော်တော်ကြီးပါတယ်။ ငွန်တောင်းကြီးဆိုရင်တော့အရင်က1ကီလိုကို3000လောက်ရှိပေမဲ့အခုတော့2000လောက်ပဲရှိပါတော့တယ်။ဒွင်းဒီဇေကတော့အနည်းဆုံးအနေနဲ့3000တန်း5000တန်းကနေစရှိပြီးတော့6000တန်း9000တန်း8000တန်း9000တန်းနဲ့1000ကျော်အထိရှိပါတယ်။တောင်3000တန်လောက်ဆိုရင်တော့စပေါ်ကစတော့က3000တန်လောက်အလုံးကိုရပါတယ်။ ရည်သည့်ရေဆိုရင်လည်း3000တန်းလောက်ကနေ6000တန်း9000တန်းနဲ့1000ကျော်ထိရှိပါတယ်။ဈေးနှိမ့်ဆုံး3000တန်းဆိုရင်လည်းခြိုပြီးတော့အမွာကြီးကြီး၄မွာလောက်ပါတာမို့လို့သူဟာနဲ့သူတော့တန်တယ်လို့ပြောရမှာပါ။အခုလက်တော့တိတိမင်္ဂလာစီးရဲမှာတော့တစ်တီတွေအရန်ပေါ်နေတဲ့အချိန်ဖြစ်ပါတယ်။ဒီဝင်သီးအပြင်မင်းကုတ်သီးတို့၊ကြက်မောင်သီးတို့လည်းအရန်ပေါ်နေတာပါ ကျမတို့ကတော့အလုံးတရာပါတဲ့တွဲကို2000ကနေ2500အထိဈေးဆဆရှိပါတယ်။ပုံမှန်ဆိုရင်တော့တလုံးကို200 250ကနေ300အထိရှိပါတယ်။မင်းခုတီးဆိုလေ10လုံးကို3000တလုံးကို200 300ကနေ900အထိဆဆရှိပါတယ်။ ခုအချိန်ကဒွင်းဒီအပေါဆုံးအချိန်ဖြစ်ပြီးတော့တိတ်မကြခင်မှာပဲဈေးတွေကပြန်တက်သွားတော့မှာမို့လို့ဒွင်းဒီကြိုက်တဲ့သူတွေဆိုရင်တော့အခုအချိန်ကဒွင်းဒီဝယ်ဖို့အတန်ဆုံးအချိန်ပါဈေးတွေကလည်းဒီဈေးကနေပြန်ဝယ်ပြီးတော့လက်လီပြန်ရောင်းကြတာမို့လို့ဈေးတန်တန်နဲ့တိတိမင်္ဂလာဈေးမှာလာဝယ်လို့ရတယ်ဆိုတာကိုပြောရင်းနဲ့ဒီမသိဈေးနှုန်းလေးတွေကိုတင်ဆက်ပေးလိုက်ပါတယ်ရှင်